ဟေးဦးရန်ရဲ့အဆိုပြုတော့အကြောင်းပြောလာတဲ့မိမိအားလုံးပဲမိလာပါရှင်အခုဆိုရင်အလောက်မဲနေနေရောအလုပ်ပြန်ရကိုရီတွေမှာပါအောင်မြင်မှုတွေကိုရရှိနေတဲ့မိမိကတော့ collection မှာကျညာလေးတွေရဲ့ subtitle ဆိုသလိုရိုက်ကိုလာနေရပြီဖြစ်ပြီးမိမိကတော့အခုလိုကျညာလေးတွေရိုက်ကိုလာနေရတဲ့မိမိကတော့ဟေးဦးရန်ရဲ့အဆိုပြုတဲ့စင်တို့ကိုအရင်လိုက်ဖက်ကြတဲ့အလုပ်ပြန်ရရှင်တွေအတွေ့လေးအဖြစ်ပြောဆိုလာခဲ့ပြီးသူတို့ရဲ့ကိုစုတောင်းပေးလာခဲ့ပါတယ် မမီကတော့ဟင်းဝီရနဲ့ဆိုပြေတို့ကိုခြေကသူတို့နှစ်ယောက်ကျွဲခုံယူမဆုံးဖြစ်နေပြီးဘိုက်ကရီရဲ့ဆန်သားနဲ့လည်းထထူကြသွားပြီလို့ဆိုပါတယ်။မမီကတော့ဆိုပြေဒဇင်နဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြောပြလာခဲ့ပါတယ်။မမီကဆိုပြေကတကယ်တော့ပါတယ်။သူအတူဆောင်လေးကောင်းတယ်။မမီလည်းသူနဲ့ရိုက်ကွေးတွေဆုံချင်ပါသေးတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။မမီကတော့ခုချိန်မှာသူဝတနာပါရဲ့အလုပ်လေးတွေကိုစူးစမ်းလုပ်ခိုင်းရင်တယောက်တည်းဖြတ်တန်းနေရပါမမီကတော့သူအနေနဲ့ချစ်သူတယောက်လောက်အနာမလို့ချင်ပေမဲ့အလုပ်တွေကိုပဲစူးစမ်းသွားမယ်လို့ဆိုပါရယ် မမီကတော့သူ့ရဲ့ခြေရင်းနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်။မမီကမမီလည်းဘဝမှာကောင်းလေးတော့ရှိချင်တယ်။ခြေရတော့မလီနော်။စကားပြောနေတဲ့သူတို့တော့ရှိပါတယ်။အပျော်လေးတွေပေါ့။အချင်းဆိုတာရေမွေးလို့ပဲ။ပဲချင်းဆူဆူမွေးရမလို့။မမအသက်ရွယ်ပါဆိုရင်အလောက်ကရေကြီးဆုံးမှာညီမလေးတွေဆိုရင်စာကိုကြိုးစားပါဆိုပြီးမမီကပြောပြလာခဲ့ပါတယ်။အခုချိန်မှာတော့မိမိကအနုဘယာရဲ့ကွေရီမှာခက်ဆဲဆိုင်ရိုက်ကွန်ရပြီးဝိကျရီရဲ့အပိဝိယံမိုရီကိုအပြေဝရရှိနေပါတယ်။ အလမဲအနေနဲ့ရောအနုပညာရေးကွေးတွေမှာပါအောင်မျိုးမျိုးတွေကိုရရှိနေမိမိရောအခုလက်ရှိမှာကျညာလေးတွေစတိုက်ဆိုသလိုရိုက်ကွန်းလာနေရပြီဖြစ်ပြီးမိမိရောအခုလိုကျညာလေးတွေရိုက်ကွန်းလာနေရတဲ့အနုပညာခြေတွေကိုသူမတုံဘူးလို့ဆိုရတယ်မိမိရောသူရရှိတဲ့အနုပညာခြေတွေနဲ့လွတ်တဲ့နေရာလေးတွေအတွက်လွတ်တန်းထောက်ပံ့ပေးသွားမယ်လို့လည်းဆိုရတယ်မမီရောသူဝတနာပါတဲ့နုပြာလို့တွေ့အကျိုးစားလုပ်ကိုင်းနေတယ်လို့တစ်ဖက်မှာလည်းမမီကပရာဟိတလို့တွေ့မှာကျိုးစားဆောင်ရွက်ပြီးနေပါ යි ဲဒီပုံမှန်လေးမိမိကိုပရိသတ်တွေကအားပေးဆုတောင်းပေးနေကြပါတယ်။အခုလက်ရှိမှာတော့အနုပညာလုပ်တွေမှာအောင်မြင်နေပြီးအခုဆိုရင်ချင်ညာလေးတွေမှာစက်တိုင်ရိုက်ကွန်းနေရတဲ့မိမိကတော့ LGBT လေးတွေကိုလည်းအထင်မသေးတဲ့အကြောင်းနှိချပြီးတော့မဆက်ဆံဖို့ကိုတောင်းဆိုလာခဲ့ပါတယ်။မမီးဟာ LGBT တိုင်းမှာကိုစီအလားပါနဲ့တမိုးရှိပါတယ်လို့ဆိုရတယ်။အကြောင်းလူတွေနဲ့ပတ်သက်ပြီးတော့လည်းမမီးကသူ့ရဲ့ social media ပေါ်အနေနဲ့မျှဝေထားခဲ့တာပါ။ LGBT တွေနဲ့ပတ်သက်ပြီးတော့လည်းမမီးကအခုလိုပဲပြောပြလာခဲ့ပါတယ်။ မိမိဟာဝန်စားစီရင်မှုအနေထိုင်တွေအပေါ်လူတယောက်ရဲ့ဖြစ်တည်မှုကိုတမိုမနေချပါနဲ့အထင်မသေးပါနဲ့လူတိုင်းသူတယောက်ချင်းစီတိုင်းဂျာမာ LGBT တိုင်းမှာကိုယ်စီအလှပနဲ့တမိုကိုယ်စီရှိကြပါတယ်လူတယောက်ရဲ့တမိုဟာအဲလူတယောက်ရဲ့လူပြည်သားမှုစိတ်ထားနဲ့ပဲသက်ဆိုင်ပါတယ်အားလုံးကိုတန်းတူတမိုထားပြီးဆက်ဆံပေးကြပါနော်လို့ပြောပြလာခဲ့ပါတယ် မိမိကတော့ခုချိန်မှာသူဝတနာပါတဲ့လုပ်တွေကိုစူးစမ်းလုပ်ခိုင်းရင်တယောက်တည်းဖြတ်တန်းနေရပါမိမိကတော့သူ့အနေနဲ့ချစ်သူတယောက်လောက်အနားမလိုခြင်းပေမဲ့အလုပ်တွေကိုပဲစူးစမ်းသွားမယ်လို့လည်းပြောပြလာပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလွတ်တမ်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။